စစ်နိုင်သီးရဦးကိုချက်တယ်မှုပေါ့ဆိုတော့တီရတင်စုံနဲ့ဇင်မာဦးရဲ့သားဆိုတော့ဂုံလေးကိုအဖေမင်းမျက်နှာကြောင့်ချစ်ပေးကြတာပါ။အဲဘလို့ပဲချစ်ချစ်ပါတာဦးစန်းကတော့လူအများချစ်တာကိုဝမ်းသာပါတယ်။ဒါအဖေတို့မေတို့ကတော့အမှုပညာကိုတကယ်ချစ်တဲ့လူတွေဆိုတော့သူတို့ဘဝစတိုင်းစတိုင်းဒုပညာသမားတွေပဲမြတ်ဖြတ်ပါစေလို့ဆုတောင်းပေးပြပါတယ်။အဖေအမေရဲ့သားကတော့ဒါကတော့ကံပိုင်ဖြစ်မှာပေါ့။ဦးစင်းဆုတောင်းနဲ့ဆုတောင်းဒီဘဝဆက်ဆက်အမှုပညာသမားစစ်စစ်တရားဖြစ်ရပါစေလို့ဆုတောင်းပါတယ်။ ခါလူတိုင်းတခါတော့တတိရတာပေါ့ဒါအတူသဖြင့်အဖေတက်တော့အမေကိုပူသတိရတာပေါ့အမေမဆုံးရင်ဒီဥစဉ်လက်ပေါ်ပဲဆုံးတာဆိုတော့အဖေကမှဥစဉ်အသက်မမီလိုက်တာအဓိကကတော့အမေဆိုတဲ့အထက်ကိုအမေကတော့အဖေသွားတဲ့နောက်ကုန်လိုက်တဲ့အဖေရဲ့အငွေသက်တွေပေါ့အဖေတို့ရင်သပယ်ဦး ဒါဘယ်လိုပြောမလဲခင်ဗျာဘယ်ဦးရုပ်ရှင်မိသားစုရုပ်ရှင်မိသားစုပေါ့သူတို့ရဲ့အငွေသက်တွေအများဆုံးဒီထဲမှာစီးမျောနေပါတော့ဒီကြောင်အရှိမှဆိုလဲအရင်တုန်းကဦးဇင်းတို့အပေဒီအမေဒီခေတုန်းကလည်းလုံးဝတောက်လျှောက်ဒီနေ့လဲလာရင်လာပါလိမ့်မယ်မဦးမင်းသူတို့ပေါ့အကုန်လုံးဒီကြောင်မှာရိုက်ဘူးပါတယ်အရင်ခက်က fighting မင်းသားတော်တော်များများစီဒါပြောရင်ဒီကြောင်ကသဲပသာတဲ့မွင်မွင်ဘူးတဲ့မင်းသားမရှိသလောက်ပါပဲသေးတဲ့အခါဆိုသွေးတန်နေဒီကြောင်ရှိရသေးတယ်မှာလူပြီးတော့အသေးတွေပသာတဲ့ဝင်ပြီးအဲ့လိုတွေကိုရိုက်ခဲ့ရတာပါဒါအမတ်တရားကြောင်ပါသူတို့ဆုံးမှ ဝင်ရတယ်သူတို့ရှိရင်တော့သူတို့နဲ့အတူတူဝင်ဖြစ်ပါဘို့အဲ့လေတူနောင်တရတော့မရဘူးအခုချိန်ထိဒါဥစဉ်အခုလူဘဝမှာစစ်နိုင်တရားဥဆိုပြီးတော့ရုပ်ကျင်လောကရောဂီတလောကရောဖြစ်လာတာဒီစစ်နိုင်တရားဥတော်လို့မဟုတ်ပါဘူးဥစဉ်တော့မှပညာကြီးအများကြီးလိုအပ်ပါသေးတယ်ဟိုတောက်ချောက်လေးလေးလံနေရတာဘာမှမပြည့်မိသေးပါဘူးအဓိကဒီဒီအကယ်ဒမီတရားတင်ဆိုနေအကယ်ဒမီဇင်မာဥရဲ့သားဆိုတဲ့စိတ်ကလေးနဲ့ပရိသတ်တွေရောနုပညာရှင်တက်ကြီးဝါကြီးနုပညာရှင်တို့ဒရိုက်တာတွေအကုန်လုံးကလက်တွဲခေါ်ပေးကြတာဝိုင်းပြီးတော့ချစ်ပေးကြတာပါ ဟိုစစ်တိုင်းတီယာဦးကိုချက်တာမျိုးပေါ့ဆိုတော့တီယာတင်ဆိုးနဲ့ဇင်မာဦးရဲ့သားဆိုတော့ခုံလေးကိုအဖေမြညာကြောင့်ချက်ပေးကြတာပါ။အဲဘလို့ပဲချက်ချက်ပါဒါဦးစန်းကတော့လူအများချက်တာကိုဝမ်းသာပါတယ်။ဝင်းတာတာကတော့အပေတို့မေတို့အတွက်ကတော့အခုမှလူတာမဟုတ်ပါဘူး။ဟိုတစ်ခေါက်ကလည်းကြက်စီဓမင်းလေးဝေပေးပါတယ်။အဲ့ရင်ရင်လဲဖះဘူးသွားသွားကားရိုက်နေပဲရောက်ရောက်ရောက်တဲ့ဖះတိုင်းမှာရွှေတန်ငန်း တိုင်စင်အကုန်လုံးကိုဘေရိုမီရိုနာမည်နဲ့လူပေးပြပါတယ်အမြဲတမ်းအဲ့တော့ဘေရိုမီရိုတို့ကအခုမှထူးပြီးတော့တယ်မဟုတ်ဘူးအခုတော့အမြဲလိုလုပ်နေတဲ့အတွက်တိတ်ခန်းစားချက်ကတိတ်ကြီးကြီးမှမရှိပါဘူးအမြဲတမ်းလူပေးနေတာဆိုတော့တခါလူတိုင်းတခါတော့တတိရတာပေါ့ဒါအထူးသဖြင့်အဖေတဲ့တော့အမေကိုပူတတိရတာပေါ့ဦးစင်းကအမေချစ်တဲ့သားလीနောက်ဆုံးအမေမဆုံးခင်အထိအမေမဆုံးခင်ဒီဦးစင်းလက်ပေါ်ပဲဆုံးတာဆိုတော့အဖေကမှဦးစင်းအသက်မမီလိုက်တာ အမေကအသက်မီလိုက်ပါသေးတယ်အဲ့တော့ အမေတို့ပူစရိရတာပေါ့အမေအတွက်ကတော့သူတောင်းပေးရတာတော့ဘာမှမရှိပါဘူးနောက်ဘဝလည်းနောက်ဘဝလည်းပဲဒီလိုအကယ်ဒမီသမားဦးပဲပြန်ပြပါစေလို့သူတောင်းပေးဖြစ်ပါတယ်ဒါအဖေတို့မေတို့ကတော့အနုပညာကိုတကယ်ချစ်တဲ့လူတွေဆိုတော့သူတို့ဘဝစတိုင်းစတိုင်းအနုပညာသမားတွေပဲပြန်ပြပါစေလို့သူတောင်းပေးဖြစ်ပါတယ်အဖေအမေရဲ့သားကတော့ဒါကတော့ကံပိုင်ဖြစ်မှာပေါ့ဦးသိန်းသူတောင်းနဲ့သူတောင်းဒီဘဝဆက်ဆက်အနုပညာသမားစစ်စစ်တရားဖြစ်ရပါစေလို့သူတောင်းပါတယ် ါကြတော့ဥသင်းရဲ့မယ်တော်ကြီးရောကမယ်တော်ကြီးတယောက်မှမတိုက်တော့ဘူးဝတ်ဖို့ဒါကိုယ်စိတ်နဲ့ကိုယ်ကိုဝတ်ခြင်းဝတ်မွေးခြင်းနေဒါသူတို့ပြောတဲ့ကမင်းဝတ်မို့ဖေဖေပြောတဲ့ကမင်းဝတ်ခဲ့ရင်ငါတို့ယဟန်တရားကတရားကမှဖြစ်မယ်မင်းကတော့အမယ်မင်းမဝတ်ခဲ့ရင်တော့ငါတို့လူဖြစ်ချောင်းတော့ပေါ်ဒါပဲပြောတာပါဒီဝက်ကဝက်ကမယ်ဆိုရအမိတ်အာနိုင်နဲ့တိုက်တွန်းတာမျိုးမရှိပါဘူး။ဒါပေပေတို့မေမေတို့ဆိုဒါသာသမီနဲ့ညီကောင်မောင်နှမလို့ရောတငယ်ချင်းလို့ရောမိဘလို့ရောအရန်ကို close ဖြစ်တဲ့တည်းမှာပါပါတယ်။ မိသည့်အရာမှဖီရမ်းမပေးပါဘူးလှုပ်ချင်တဲ့အရာကိုသာကောင်းတဲ့အရာတွေဆိုရင်ပိုကောင်းအောင်မကောင်းတဲ့အရာဆိုလို့ရှိရင်မလှုပ်ဖြစ်အောင်နည်းနည်းပဲ့ပြင်ဆုံးမှပြရပြရှိပါတယ်